အင်းဆက်နဲ့ပတ်သက်တဲ့လီဗာပူးသဘောထားနဲ့စိတ်ဝင်စားမှုမြင်မာနေတဲ့ခံစမှုတူအလုံးမဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ရသည်ပရီးမီးယားလီဂ်စူပလားပြိုင်ဆိုင်မှုကတော့အဆုံးသတ်သွားခဲ့ပြီလို့ပြောလို့ရပါတယ်လီဗာပူးအသင်းအနေနဲ့နောက်ထပ်ရမှတ်၃မှတ်ရရှိပြီဆိုတာနဲ့ ပရီးမီးယားလိဆူပလာကိုကင်မြောက်သွားနိုင်တော့မှာပဲဖြစ်ပြီးတော့ဂျားရက်မှာအာဆင်နယ်အသင်းရှုံးနေခဲ့မယ်ဆိုရင်လေလီဗာပူးတို့ဟာချန်ပီယံဖြစ်ပါပြီ။ဒါကြောင့်လီဗာပူးအသင်းသားတွေအနေနဲ့ဗိုလ်တုံးနဲ့ညလယ်မှာကစားကြမယ်။အာဆင်နယ်နဲ့ပဲလစ်အသင်းတို့ရဲ့ပွဲစဉ်ကိုအတူတူစောင့်ကြည့်သွားကြမယ်လို့လည်းသိရပါဗျ။ဒီနှစ်ကတော့လီဗာပူးအသင်းအတွက်ချိုးမြိန်လွန်လာတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါဗျ။ နောက်ထပ်ပြီးတော့လေလာမယ့်ရာသီတွေမှာအကောင်းဆုံးအခိုက်အတန့်တွေကိုဆက်လက်ဖန်တီးနိုင်မှုအတွက်ပြင်ဆင်ပြောင်းလဲမှုတွေကိုလှုပ်ဆောင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်လေလာမယ့်နွေရာသီစျေးကွက်အတွင်းမှာလီဗာပူးအသင်းအနေနဲ့ကစားသမားအစ်တွေကိုခေါ်ယူအားဖြည့်သွားဖို့ရှိနေတာပါ။အထူးသဖြင့်တော့အထောင်တိုက်စစ်နေရာနဲ့ခံစစ်နေရာတွေကိုအားဖြည့်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ လက်ရှိဒီမှာပူအသိရဲ့အထောင်တိုက်စစ်မှာကစားနေကြတဲ့ဂျိုတာနဲ့ထားဝယ်နူညက်စ်တို့ဆိုရင်တချို့အခိုက်အတန့်တွေမှာအဆင်ပြေတာကိုအားလုံးလည်းအသိပါပဲ။ဒါကြောင့် Amslock ကိုယ်တိုင်အလားအလာကောင်းနေရှိတဲ့တိုက်စစ်မှုတအူးလောက်ကိုခေါ်ယူသွားချင်နေတာပါ။အဲ့ဒီအပြင်နောက်ပိုင်းထွက်ပေါ်လာနေတဲ့သတင်းတွေအရထားဝယ်နူညက်စ်ဟာလာမယ့်နေရာဒီပြောင်းရှိမှာလီဗာပူအသိကထွက်ခွာမယ်လို့သိရပြီးတော့သူ့ကိုဥရောပကလပ်အသင်းအများစုကစောင့်ကြည့်နေကြပြီးတော့လာမယ့်ရက်တစ်ပတ်အတွင်းမှာကစားသမားရဲ့တာဝန်ရှိသူတွေနဲ့စတင်ဆွေးနွေးမှုတွေပြုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ ဒီဘဘူအတင်းအနေနဲ့တိုက်စစ်မှုဒါဝင်နီးယက်စ်ကိုရောင်းချပြီးတော့လက်ရှိတိုက်စစ်ပိုင်းကိုအပြောင်းအလဲပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။သတင်းနောက်ဘမ်ဂျီကော့စ်ရဲ့ဖော်ပြချက်အရဒီဘဘူအတင်းဟာနယူကဆယ်တိုက်စစ်မှုအိဆက်ကိုအမှန်တကယ်စိတ်ဝင်စားမှုရှိနေပေမဲ့လည်းသူ့ရဲ့ပြောင်းရွှေ့ကြီးကပေါင်တန်း150အောက်ကြာဆင်းသွားမှာပဲကမ်းလန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။နယူကဆယ်ဘက်ကလည်း2029အထိစာချုပ်ကြံနေသေးတဲ့အိဆက်ကိုမရောင်းချင်တာကြောင့်မလို့အဆမတန်ဈေးတင်ထားတာဖြစ်ပါတယ်။ မမလီဘဘူးအတင်းက Frankfurt အတင်းရဲ့ Hugo Ekitiki နဲ့ Brighton အတင်းရဲ့ John Wu Petro တို့ကိုပြတ်မှတ်ထားနေတယ်လို့လည်းပါရှိပါတယ်ရှင်။နောက်ထပ်ပြီးတော့လည်း TVR ဖော်ပေါ်ရဲ့ဖော်ပြချက်အရဆိုရင် Arsenal တင်းဟာ Liverpool ရဲ့ပြတ်မှတ်ဖြစ်တဲ့ Dean Wilson ကိုစိတ်ဝင်စားစောင့်ကြည့်နေတယ်လို့သိရပါတယ်။အသက်20ပဲရှိသေးပြီးတော့ထိတ်တန်းအရေးသွေးခေါင်းကြီးပိုင်ဆိုင်ထားတဲ့ဒီခံစင်မှုလေးကိုဂုံစင်ကြီး Real Madrid အသင်းကလည်းစောင့်ကြည့်နေတာဖြစ်ပါတယ် လီဗာပူးကတော့ဘဲချေရောညာချေရောတန်နဲ့ဒီဘူခံစင်မှုလေးကိုဗန်ဒိုက်နဲ့ကိုနာတီရီရဲ့နေရာကိုရေရှည်အစားထိုးဖို့အတွက်အတော်လေးကိုစိတ်ဝင်တစားနဲ့စောင့်ကြည့်နေတာဖြစ်ပါတယ်။ဝိုင်ဆန်အနေနဲ့ကလည်းသူ့ရဲ့မြင်မာတဲ့အရာအမှောင်ပြင်းပြတဲ့စိတ်ဓာတ်နဲ့ကစားဟန်နေကြမလို့လီဗာပူးအသင်းနဲ့အတော်လေးကိုတင့်တော်နေရပါ။တင့်တော်တယ်လို့ပဲလက်ဦးမှု အရာယူသွားစေဖို့ဆန္ဒပြုလိုက်ရပါတယ်ရှင်။